ပေါင်နောမျိုးနဲ့ကြီးကန်းပြင်အမှတ်၁နေကြားဆောင်ရဲကုတ်ကဲမှုအဖွဲ့ဌာနချုပ်မှပြစ်ခတ်မှုတွေအောက်တိုဘာလ9ရက်မနက်3နာရီလောက်ကစပြီးတော့တနာရီကျော်ဖြစ်ခဲ့ပါတယ်။ပြစ်ခတ်တဲ့တွေကြားနေရတာတနာရီကျော်ပြီးဘယ်သူနဲ့ဖြစ်တာလဲတော့မသိဘူး။ရွာမှာတော့အထိတ်တလန့်ပဲလို့ကြီးကန်းပြင်ရွာဒေသခံကိုကျော်စိုးမိုးက DVB ကိုပြောပါတယ်။အောင်စရရွာတဲကိုတော့ကြီးစံတွေကြလာနေလို့ရွာသားတွေစိတ်ချရမယ့်အကာအကွယ်ယူပြီးပုံနေကြရတယ်လို့သိရပါဗျ။ ပေါင်တော်မြို့ပေါ်မှာလုံခြုံရေးအဖွဲ့တွေကင်းလှန်နေပြီးမနက်၄နာရီမှာမြို့ကမိဆက်ကြီးကိုနှိုးပြီးတမြို့လုံးကိုလျှက်စစ်မီပေးထားတယ်လို့ပေါင်တော်မြို့မြို့သားလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ကျော်ဝင်းကပြောပါတယ်ကြီးကန်းပြင်ကိုးတန်ကောင်းနဲ့ငခုရ၃နေရတစ်ချိန်နဲ့ဝင်းစည်းခံရပြီးလက်နက်အလက်60လောက်ပျောက်ဆုံးနေပါတယ်ကြီးကန်းပြင်ကရဲတပ်ချက်ကြီးတဦးကြဆုံးခဲ့ပြီး၂ဦးထဏ်ရာရပါတယ်ကိုးတန်ကောင်းရဲစခန်းကရဲ၂ဦးထဏ်ရာရပြီးတော့တဦးပျောက်ဆုံးနေတယ်လို့သိရပါတယ် ခြေကမြင့်ကိုကူညီဖို့လာတဲ့နေသားဆောင်ရဲနဲ့တပ်မတော်သားတွေပါတဲ့ကားတစီခြေကမြင့်လမ်းမှာမိုင်းထိခဲ့ပြီးတော့ထိခိုက်တာတော့မရှိဘူးလို့သိရပါဗျ။လာရောက်တိုက်ခိုက်တဲ့အဖွဲ့တွေဟာ RSO အကြမ်းဖက်တွေဖြစ်နိုင်တယ်လို့ဆိုပေမဲ့အတီးပြုတ်ဖို့စုံစမ်းနေဆဲဖြစ်ပါတယ်ရှင်။